မင်္ဂလာပါခင်ဗျရှင်ကိုခစ်တက်ကနေဒီနေ့နဲ့ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မွန်ပြည်နယ်ဘီလင်းမြို့နယ်ကမက်ပလီဗျူဟာစစ်တပ်စခန်းကိုတော်လရေးတပ်တွေကအပိတ်တသိမ့်ပိုက်လိုက်ပြီးတဲ့နောက်စေကောင်စီဘက်ကဗိုလ်ကြီးတော်ရာနဲ့စစ်သား28ဦးကိုပါအရှင်ဖမ်းဆီးရမိထားတယ်လို့စစ်သားအယောက်40ကျော်ကတော့အတိအသင့်တေကုန်ကြပြီဖြစ်တဲ့အင်းစကန်နေကနေဟဝဇာလက်နက်ကြီးအပါဝင်လက်နက်ခဲယမ်းတွေပါသိမ်းဆီးရရှိထားတယ်ဆိုပါတယ်။ပကိုးတိုင်းကဂျိုးပင်ကောင်မြို့နယ်ကံဦးကြီးရွာမှာ စစ်မှုထမ်းတပ်သားအစ်စုဖို့အတွက်လူငယ်တွေကိုလာရောက်ဖမ်းဆီးတဲ့ပြူစော့တီအေးမင်းဆိုတဲ့သူကိုလူငယ်တအုပ်ကဒါနဲ့ခုတ်တက်လိုက်ရမှာဝဲချင်းပြီးကိုသိမ့်သွားပြီးလူငယ်လည်းလွတ်မြောက်သွားတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နဲ့ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့မော်ဘီနဲ့ဘီလင်းမြို့နယ်ကမက်ပလီဘျူဟာစစ်တပ်စခန်ကိုတော်လန်ရေးတပ်တွေကအပိတ်သက်တိမ့်ပိုက်လိုက်ပြီးတဲ့နောက် စစ်ကောင်စီဘက်ကဘူကြီးတော်တာနဲ့စစ်သား28ဦးကိုပါအရှင်ဖမ်းဆီးရမိထားတယ်လို့စစ်သားအယောက်40ကျော်ကတော့အသေးသေးတိတ်ကုန်ကြပြီဖြစ်တဲ့ပြင်စကန်တဲ့ကနေဟာဝဇာလက်နက်ကြီးအပါဝင်လက်နက်ခဲယံတွေပါတင်းစီရရှိထားတယ်လို့ PDF သတင်းရင်းမြစ်ကရန်ကုန်ခေတ်တကိုပြောပါတယ်ဒါကတော့ဖေဖော်ဝါရီလ1ရက်နေ့ကပဲဘီလင်းမြို့နယ်မှာရှိတဲ့အချက်ဖတ်စစ်ကောင်စီရဲ့မဲပလီတက်စကန်ကို KNL PDF ပူးပေါင်းတပ်တွေကအပိဒါတိုက်ခိုက်သိမ်းပိုက်လိုက်တာပါအဲ့ဒီစကန်သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကသေတဲ့သူတွေတော်တော်ကိုများထားပြီးလက်တလောနေမြေရှင်းလင်းရေးမှာပဲစစ်သားအယောက်၄၀ကျော်ကတော့အသီးသီးသေကုန်ကြပြီဖြစ်တယ်လို့နောက်ထပ်ဗိုလ်ကြီးတော်သားစုသူအပါဝင်စစ်ကောင်စီတပ်သား28ဦးကိုလည်းတော်လှန်ရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားတဲ့အပြင်လက်နက်ခဲယံတွေလည်းတင်းစီရရှိထားရမှာ120မမဟာဝေဇာလက်နက်ကြီးကိုပါအကောင့်အတိုင်းတင်းစီရရှိထားတယ်လို့ PDF သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ အာရခတတော် AA နဲ့ PDF ပူပေါင်းတက်တွေဟာ AR တိုင်းအထိထိုးပေါက်ဝင်ရောက်နေတဲ့အချိန်မှာပဲပသိမ်းနဲ့ရေကြီးမြို့နယ်မှာရှိတဲ့အချက်ဖက်စစ်ကောင်စီရဲ့ခလရ71အမတ်တ3လေးနဲ့လေ့ကျင့်ရေး6ကအရာရှိနဲ့စစ်တီ32ဦးဟာအသီးသီးထွက်ပြေးသွားကြပြန်ပြီလို့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဇန်နဝါရီ31ရက်နေ့ကပဲပသိမ်းမြို့နယ်မှာရှိတဲ့အချက်ဖက်စစ်ကောင်စီရဲ့ခလရ71ကအရာရှိအပါအဝင်တပ်သား14ဦးနဲ့ ရေကြီးမြို့နယ်ကအမှတ်3လေးလေးအမြောက်တရင်မှာရှိတဲ့တက်ကြအပါဝင်တက်သား12ဦးတို့ဟာလက်နက်တွေပါယူပြီးအသီးသီးထွက်ပြေးသွားကြတယ်ဆိုပါလေလက်ရှိအရခတတော် AE နဲ့ PDF ပူပေါင်းတက်တွေဟာ ARD တိုင်းထိပါထိုးပေါက်ဝင်ရောက်နေပြီးစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်ချေမုန်းနေရမှာစစ်ကောင်စီဘက်ကတိုက်ပွဲတိုင်းမှာသေတဲ့သူတွေနဲ့ဒဏ်ရာရတဲ့သူတွေဟာတော်တော်ကိုများနေပြီးအထိနာနေကြတဲ့အတွက်လက်ရှိရွှေတောင်ရဲမြို့ကဝတ်တွေဘက်နဲ့ရေကြီးမြို့နယ် မက်စလီဂုံးအပြင်ဂုံးကြီးဘက်ကရှေ့တန်းစခန်းတွေမှာရှိတဲ့စစ်ကောင်စီတပ်သားတွေဟာအတိအသင့်ထွက်ပြေးသွားကြတာဖြစ်တယ်လို့ကြံနေတဲ့စစ်သားတွေကလည်းလိုက်လံရှာဖွေတာမျိုးမလုပ်နိုင်တော့ပဲမြို့အထွက် gate တွေကိုသာစစ်ဆေးမှုတွေပြုတ်လုံနေတာဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်အလားတူအဲ့ဒီဇန်နဝါရီလ31ရက်နေ့မှာပဲ ARD တိုင်းပသိမ်မြို့ကအမှတ်6စစ်အခြေခံလက်ကျင်ရေးတပ်မှရှိတဲ့တပ်သား5ဦးဟာလည်းထွက်ပြေးသွားကြပြီးစစ်ကောင်စီတပ်သားတွေကဆိုင်ကယ်တွေနဲ့ဇင်ပြုံကုန်းခြေရွာအထိလိုက်လံရှာဖွေပြီးမြဲ့ လက်ရှိအချိန်ထိပြန်မတွေ့တော့ဘူးလို့လည်းဒီတက္ကံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းကရွှေဘိုနဲ့ကလေးမျိုးနယ်တွေမှာစစ်ကောင်စီတပ်သားတအုပ်နဲ့စစ်မှုထမ်းတပ်သားတအုပ်တို့ဟာမရမကထွက်ပြေးလာပြီးတော်လိုင်းရေးတပ်တွေစီမှာအတိအသီးဝင်ရောက်လာပြန်တယ်လို့သဆိုင်ရာတော်လိုင်းရေးတပ်တွေကပြောပါတယ်ရွှေဘိုမြို့နယ်မှာတော့အကြပ်ဖက်စကောင်စီတပ်ကအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးဒါကိုခံရပြီးစစ်တပ်ထဲအသွင်းခံနိုင်ရတဲ့ခမာယာစနစ်တရင်ကစစ်မှုထမ်းတပ်သားတအုပ်ဟာအခုဇန်နဝါရီလကုန်ပိုင်းမှာပဲ ော်နေတတွေးစီကိုလက်နဲ့နဲ့အတူမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့ရှင်ဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောထားပါတယ်။အဲဒီလိုလက်နဲ့နဲ့အတူထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားတအူကိုတော်နေတတွေကကောင်းကောင်းမွန်မွန်လက်ခံပေးထားပြီးလက်နဲ့ပါပါလာတဲ့အတွက်ဂုံပြူစုငွေလက်ချင်းမြင်ပေးတော့မှဖြစ်တယ်လို့သိရပါတယ်။တစ်ဖက်မှာလည်းစကိုင်းတိုင်းကလေးမြို့တာဟန်လှုပ်ရှားရဲကင်းစခန်းကနေစကောက်စီတပ်သားဘူးထန်ကွေးဆိုတဲ့သူဟာ တာဝန်ကျနေတဲ့အချိန်မှာပဲတော်လိုင်းတက်တွေစီကိုမရမကထွက်ပြလာပြီးအလင်းဝင်ရောက်လာတယ်လို့ CDF CDN စီရင်အဖွဲ့ကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာတော့အချင်းဖက်စကောင်စီတက်ကရန်ကုန်မြို့မှာလူငယ်တွေကိုစစ်မှုထမ်းအပတ်စဉ်တစ်ဆယ်အတွက်နေ့အချိန်တွင်ပံပါပေါ်တာဆွဲဖမ်းဆီးမှုတွေလှုပ်လာနေပြီးတဖက်ကမန္တလေးမြို့မှာဆိုရင်တလအတွင်းမှာပဲလူငယ်239ဦးပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်မနေ့ကဖေဖော်ဝါရီလ2ရက်နေ့ကတည်းက ရန်ကုန်မြို့မယန်းကုန်မြို့နယ်၃ရပ်ကွက်ကအောင်တပြေနှစ်လမ်းအပါဝင်လမ်းတွေအလုံးမှာဂျပန်စစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးမှုတွေပေါင်းပြီးစစ်မှုထမ်းစရင်တွေလိုက်ကောက်တဲ့အချိန်စိုက်ကားနင်းနဲ့ကိုဝက်ကြီးဆိုတဲ့သူကိုစစ်မှုထမ်းရမယ်ဆိုပြီးတခါတည်းပေါ်တာဆွဲဖမ်းဆီးသွားကြတယ်ဆိုပါတယ်အလားတူတစ်ဖက်ကရွှေပြည်သားမြို့နယ်လှော်ကားစမ်းကြောင်းလေးရွာမှာလဲယာယီမှုလှနိုင်ဦးဆောင်တဲ့စစ်ကောင်စီဝင်တွေဟာဖေဖော်ဝါရီလ၂ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ထမ်းမင်းငန်လန်းကနေအသက်20အရွယ်ကိုမြို့မင်းဦးဆိုတဲ့သူကိုစစ်မှုထမ်းစရင်ပါတယ်လို့ပြောပြီးတော့ကိုအိမ်ထဲအထိဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။ဒါပြင်တစ်ဖက်ကရန်ကုန်မြို့မယန်ကုန်းမြို့နယ်တည့်ရက်ကွက်မှာလေအုတ်ချုံရည်မှုစိန်ဝင်းမြင့်ဆိုတဲ့သူနဲ့အတူစစ်ကောင်စီတပ်သားတွေကသူတို့ပေါ်တာဆွဲဖမ်းဆီးလာတဲ့လူငယ်တွေကိုထားဖို့အတွက်ဈေးဘူးဒါအနီးမှာရှိတဲ့ရက်ကွက်ရုံးဟောင်းကိုရှင်းလင်းရေးတွေအစဉ်အသင့်လုပ်နေကြပြီဖြစ်လို့ဖေဖော်ဝါရီလ10ရက်နေ့ကစပြီး လက်တန်းဘက်မှာအကြံဖက်စစ်ကောင်စီတပ်သားတွေကစစ်ကားနှစ်စီးအပါဝင်ဆိုင်ကယ်တွေနဲ့ပါလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဖို့ကင်းပတ်တာတွေလုပ်နေကြပြီလို့လေဒေသခံပြည်သူတွေကအတိပေးပြောဆိုထားကြပါလေအလားတူတပတ်ကမန္တလေးမြို့မှာဆိုရင်လေအကြံဖက်စစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေကလူငယ်တွေကိုစစ်မှုထမ်းဖို့တောင်းလျှောက်ပေါ်တာဆွဲဖမ်းဆီးနေရမှာဇန်နဝါရီလတစ်လအတွင်းမှာပဲမြို့နယ်ခုနှစ်ခုကလူငယ်239ဦးပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်လို့လည်းသိရပါတယ်ခင်ဗျ က်ဖက်မှာတော့ဘကိုးတိုင်းကဂျိုးပင်ကောင်းညွတ်နေကန်ဦးကြည့်ရမှာစစ်မှုတန်းတသားသစ်စုဖို့အတွက်လူငယ်တွေကိုလာရောက်ဖမ်းဆီးတဲ့ပူစော်တီအင်းမင်းဆိုတဲ့သူကိုလူငယ်တအုပ်ကဒါနဲ့ခုတ်တက်လိုက်ရမှာပွဲချင်းပြီးကိုတိတ်သွားပြီလူငယ်လည်းလွတ်မြောက်သွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဖေဖော်ဝါရီလနေ့နေ့ဖြစ်တဲ့မနေ့ကမွန်လွဲပိုင်းမှာပဲဘကိုးတိုင်းကဂျိုးပင်ကောင်းညွတ်နေကန်ဦးကြည့်ရမှာစစ်မှုတန်းတသားသစ်စုဖို့အတွက်ပူစော်တီအင်းမင်းဆိုသူနဲ့အတူအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကကြေးရွာတွေကိုဝင်ရောက်လာကြတယ်ဆိုပါတယ် အဲ့ဒီအချိန်ပြူစော်တီအိမင်းဆိုတဲ့သူဟာဂျေးဝါရဲကလူငယ်တဦးရဲ့နေအိမ်တဲကိုဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးတဲ့အချိန်မှာအိမ်ထဲမှာရှိတဲ့လူငယ်ကအဲ့ဒီပြူစော်တီအိမင်းဆိုတဲ့သူကိုဓာတ်နဲ့ခုတ်တက်လိုက်ရမှာနေရမှာပဲပွဲချင်းပြီးကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီနောက်အိမ်ထဲမှာရှိတဲ့လူငယ်လည်းရွာထဲကနေမရမကလွတ်အောင်ထွက်ပြေးသွားပြီးတော့တော်လိုင်းရဲတွေရှိတဲ့ဘက်ကိုအာကိုတကြီးနဲ့ပြေးသွားတဲ့အချိန်ကိုတိုင်းလွတ်မြောက်သွားပြီးလက်ရှိမှာတော့တော်လိုင်းရဲတွေကအဲ့ဒီလူငယ်ကိုစောင့်ရှောက်ပေးထားတဲ့အကြောင်းကိုလည်းသိထားရတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျ Okay. Takaro yang kita kan